မင်္ဂလာပါရှင်။လူဝီမာလာရှင်ရဲ့စနေနေ့အတွက်ရှင်ကုန်းရဲ့လှုပ်လှုပ်ရှားရှားရန်ကုန်တည်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဦးစားတင်ဆက်ပေးမှာကတော့တရားမြုပ်အခြေခံပညာအထက်တန်းကျောင်းတွင်တရားငါးနှစ်မြောက်အမျိုးသားအောင်မွေးနေ့အထိမ်းအမှတ်ဟောပြောွေးကျင်းပတဲ့တည်ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးတရားမြို့အခြေခံပညာအထက်တန်းကျောင်းတွင်105နှစ်မြောက်မြို့သားအောင်ဝင်းနေအချိန်မှအကျိုးဟောပြောပွဲနှင့်စာသီးစာကုန်ပြိုင်ပွဲကိုနိုဝင်ဘာ6ရက်မွန်းလွဲတနင်္လာရီကကျင်းပကြောင်းသိရှိရပါသည်။အခမ်းအနားတွင်ကျောင်းဆရာမကြီးဒေါ်မြင့်မြတ်သိန်းကဖွင့်မစကားပြောကြားပြီးပြိုင်ပွဲကိုဆက်လက်ကျင်းပရာကျောင်းသားကျောင်းသူများကအမျိုးသားနှင့်ဒုမမိကောင်းစဉ်ဖြင့်ရှင်ပြိုင်ကြပြီးဆွေရရှိရဲ့ကျောင်းသားကျောင်းသူများအားအမျိုးသားအောင်ဝင်းနေအခမ်းအနားတွင်ဆုများချီးမြှင့်မှာဖြစ်ကြောင်းသိရပါသည်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့ ကော်မူးတွင်သွားနေကရင်ဆိုင်ရာအသိပညာပေးဟောပြောတဲ့တင်ဖြစ်ပါတယ်ကောမှုမျိုးနဲ့အခြေခံပညာမူလာတန်းလွန်ကြောင်းပြည်တော်သားနဲ့မြို့သစ်မူလာတန်းကြောင်းများတွင်လွေမာခွန်ရဲ့နဏပိုင်းကရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသွားနေကရင်ဆရာဝန်ကြီးဒေါက်တာကွန်စတန်နီဝန်ထမ်းများကအသိပညာပေးဟောပြောခြင်းနဲ့ကျောင်းသားကျောင်းသူများအားကျန်းမာရေးဆောင်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးကြကြောင်းသိရပါသည်အဲ့လိုဆောင်ရမှာသွားနေကရင်ဆိုင်ရာနေအထွတ်ထိပ်ယောဂများအကြောင်းအသိပညာပေးဟောပြောပြီးကျောင်းသားကျောင်းသူ392ဦးအာ စနစ်မှန်သွားတိုင်းဒီလက်တွေ့တင်ကြားပြတာကြောင့်သိရပါတယ်ရှင်ဒီသတင်းကိုတော့ကြော်သူရကပေးပို့လာတာပါနောက်ဆုံးတင်ဆက်ပေးမှာကတော့တရုတ်ဆက်ကူအလှညာအမှုပညာကိုရန်ကုန်တွင်တင် जा နိုင်ပြီဆိုတဲ့သတင်းဖြစ်ပါတယ် တရုတ်ဆက်ကူအလားညက်အမှုပညာကိုရန်ကုန်မြို့မှာတက်ရောက်သင်ကြားနိုင်ပြီဖြစ်တယ်လို့ဝမ်ကျူးတက္ကသိုလ်မှာတရုတ်ရိုးရာဆက်ကူအလားညက်ပညာသုတေသနဌာနကျောင်းကြီးမစ္စတာဂျန်လီလီကပြောကြားသိရပါတယ်။တရုတ်ဆက်ကူအလားညက်အမှုပညာကိုစိတ်ဝင်စားတဲ့သူတွေအနေနဲ့ရန်ကုန်မြို့ကဘဝံကျောင်းကိုတရုတ်ရိုးရာဆက်ကူအလားညက်လေ့ကျင့်ရေးဖောင်ဒေးရှင်းတစ်ခုဖြစ်ဖွင့်လှစ်မှာဖြစ်တဲ့အတွက်အချိန်မရွေးသွားရောက်ပြီးလေ့လာမှုတွေပြုလုပ်လို့ရတယ်လို့မစ္စတာဂျန်လီလီကပြောပါတယ်။ တရုတ်ဆက်ကူအလညက်ပြပွဲကိုလည်းနိုဝင်ဘာ9ရက်ကနေ16ရက်ထိရန်ကုန်မြို့မှာရှိတဲ့တရုတ်ဝင်ကြေးမှုစင်တာမှာနှစ်ပတ်တာကျင်းပနေပါတယ်။ဆက်ကူအလညက်ဥပညာဟာစိတ်တည်ငြိမ်မှုရှိပြီးကလေးတွေအတွက်သင့်ရော်တယ်လို့ဘိုးဝမ်ကျောင်းကကျောင်းဦးကြီးဒေါက်တာချွတ်မြင့်ကပြောပါတယ်။တရုတ်ယူရာဆက်ကူအလညက်ပညာရမှာအေဂျင့်တာရတဲ့အနေအထိပ်တွေ၊တာယာဝါပြောတဲ့အနေအထိပ်တွေပါဝင်တယ်လို့ဆိုထားကြောင်းလည်းသိရှိရပါတယ်ရှင်။